ဒီနေ့ဗီဒီယိုလေးကတော့ကျမစီပို့ထားတဲ့ message တစ်ခုပေါ်မှာအခြေခံပြီးတော့အိမ်တော်ဘက်ချာလိင်ကျမ်းဖတ်မှု marital rape ဆိုတဲ့အကြောင်းကိုပြညာပေးမယ်ဗီဒီယိုလေးဖြစ်ပါတယ်ပထမဆုံးကျမအဲ့ message လေးကိုအရင်ဖတ်ပြမယ်သူကဗာပြောထားလဲဆိုတော့ဆီယမရှင်တဲ့တမိအသက်က16နှစ်ပါတဲ့မင်္ဂလာဆောင်ပြီးညနေမှာပဲဓမ္မတာလာပါတယ်တဲ့အဲ့ဒါကိုအမျိုးသားကိုပြောတယ်အတူနေလို့မရဘူးဆိုတာ ူအတူမနေဘူးတဲ့အဲ့ဒီညနောက်တညတော့သူ့ကို ပြောတာမရဘူးတဲ့သူကအတင်းမဲ့နေတယ်အဲ့ဒီအချိန်မှာသမီးအသက်ရှူလို့တော့မရဘူးတဲ့မိမကိုကိုတွေကလည်းတအားနာတယ်သူ့ရင်ဘက်ကိုလည်းတွန်းထုတ်တာမရဘူးတဲ့သူကတအားဖိထားတာအဲ့ဒီညကသမီးတညလုံးကိုရတယ်မိမကိုတွေလည်းတအားကြိုက်တယ်တဲ့တငယ်ချင်းတွေပြောတာကြားဘူးတယ်ဓမ္မတာလာနေချင်းအမျိုးသားနဲ့နေရင်ယောဂရရတယ်လို့ပြောတာစိုးရင်ရလာဆရာမတဲ့ရှင်းပြပေးပါနော်တဲ့ ီ message ကိုကျမကအလုတ်ရမ်းများနေတဲ့အချိန်မှာမရည်ရွယ်ပဲနဲ့လက်ကနှိပ်မိသွားတာနော်နှိပ်မိသွားတဲ့အခါမှာထိလိုက်မိတဲ့အခါကျတော့လေကျမကြော်သွားလို့မရတဲ့ ignore လုပ်လို့မရတဲ့ message ဖြစ်နေတယ်တချို့ကတော့နားမလည်တဲ့လူတွေကတော့ထင်ကြမယ်ဩသူလည်းပထမတညတော့မနေဘူးလေဒုတိယတညတညတော့ तू နေနေခြင်းပြီးဘောလို့ယောက်ျားလေးဘက်ကစဉ်းစားခြင်းစဉ်းစားကြလိမ့်မယ်အဲ့ဒါနားမလည်လို့အဲ့ဒီလိုမျိုးတွေးကြတာပေါ့နော် ကျမကတော့အရန်ထူပူသွားပြီးတော့အရန်စိုးရင်သွားတဲ့အတွက်ကြောင့်မဟုတ်လို့ခေါင်းထဲဝင်လာသမျှသူတိတိနေဆိုရဲဟာလေးမျိုးလေးတွေကိုကျမ message ၄၅ခုလောက်ဆက်ပြီးသူစီပို့ပေးလိုက်တယ်ဆိုတော့ပို့ပေးလိုက်တဲ့အဲ့ဒီပို့ပေးလိုက်တဲ့အကြောင်းအရာလေးတွေကိုပေါ့နော်အဲ့ဒါကတော့အကျဲဟိုအချင်းချုံလေးပေါ့နော်ကျမလည်းခေါင်းထဲဝင်လာသလားဒါပေမဲ့ဒီနေ့မှတော့အဲ့ဒီတိတိနာလေးတွေကိုကျမပညာပေးပြောပြမှာဖြစ်တယ် ဒါပေမဲ့အဲ့ဒီလိုကျမက message လေးငောင်းခုလောက်ပြန်ပို့ပြီးတဲ့အခါမှာသူ့စီက message ပြန်ရောက်လာတယ် message လေးနှစ်ခုပြန်ရောက်လာတယ်အဲ့ဒီ message ကိုဒီ video လေးရဲ့အဆုံးမှာကျမဖတ်ပြမယ်အဲ့တော့ကျမဒီနေ့ပြောချင်တာကတော့ main ကလေးတယောက်ဟာနော်အိမ်တော်ပြုတ်တယ်ဆိုတာပေါ့နော်ချစ်ချင်းမေတ္တာတွေယုံကြည်မှုတွေလုံခြုံမှုတွေကိုလိုချင်တာအဲ့ဒါတင်တဲ့ပြေဆုံးတဲ့အိမ်လေးတစ်လုံးကိုစောက်ချင်တာ ဆိုတော့အဲဒါပေမဲ့ main ကလေးတိုင်းအဲ့လိုတော့ကံကောင်းမနေကြဘူးအဲ့တော့တချို့ခမားအဲ့ဒီအိမ်ထဲမှာပဲအဲ့ဒီအိမ်ဆောင်ထဲမှာပဲနာကျင်မှုတွေကိုတန်ရာတွေစိတ်တန်ရာတွေ ਨੇ မလူမသိသူမသိဖြတ်တန်းနေရတယ် main ကလေးတွေမိမတွေအများကြီးပဲအဲ့တော့အဲ့ဒီမှာအရေးကြီးတာကဘာလဲဆိုတော့အိမ်ဆောင်ရှင် ဖြစ်သွားတာ ਨੇ ပဲကိုကိုခန္ဓာပေါ်မှာဆုံးပြတ်ပိုင်ခွင့်ပျောက်ဆုံးသွားတာမဟုတ်ဘူးဆိုတာကိုကျွန်မပြောချင်တယ် နော်ကိုခင်ပွန်းရဲ့စန္ဒာကို အမြဲဖြည့်ဆည်းနေရမယ်ဘယ်တော့မှမငင်းဆိုင်ရဘူးဆိုတဲ့စီကံလည်းရှိမနေဘူးရှိနေလဲအဲစီကံကမှန်ကန်တဲ့စီကံမဟုတ်ဘူးအိမ်အောင်ပြုတယ်ဆက်ဆံနေဆိုတာနှစ်ဦးနှစ်ဖက်ပါဝင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ဦးနှစ်ဖက်လိုလိုလားလားသဘောတူဆက်ဆံတာမျိုးပဲဖြစ်ရမယ်အိမ်အောင်ဘက်ရဲ့သဘောတူညီချက်မပါဘဲနဲ့ အတင်းအကျပ်ပြုကျင်တာအတင်းအကျပ်နေထိုင်တဲ့လိန်ဆက်ဆံမှုမျိုးကိုအိမ်တောင်ဘက်ကလိန်အကျမ်းဖတ်မှုတနည်းအားဖြင့် marital rape လို့ခေါ်ပါတယ်။ဒါကိုဥပဒေအရလည်းခွင့်မပြုထားဘူးအရေးယူလို့ရပါတယ်။အဲ့တော့ဒီမှာအရေးကြီးတဲ့အချက်က main ကလေးတွေအတွက်ကလက်ထပ်လိုက်တယ်ဆိုတာနဲ့ကိုယ်ခုခွက်ကိုယ်ကိုခံတာပေါ်မှာရှိတဲ့ကိုယ့်ရဲ့ဆုံးချက်ပိုင်ခွင့်ပျောက်ဆုံးသွားတာမဟုတ်ဘူး။ ယောက်ျားလေးတွေဘက်ကလည်း sorry ယောက်ျားလေးတွေဘက်ကလည်းနားလည်ထားမှာမင်းဟာငါမိန်းမပဲငါဇနီးပဲเนาะအိမ်အောင်ပြုတ်ပြီးဆိုရင်မင်းငါရဲ့စန္ဒာကိုဖြည့်ဆည်းရမှာပေါ့မင်းမရွေးချယ်ပိုင်ခွင့်မရှိတော့ဘူးလို့ တွေးနေတယ်ဆိုရင်တော့အဲ့ဒါတော်တော်မှားယွင်းပြီးတော်တော်ကြောက်စရာကောင်းတဲ့အတွေးအခေါ်ဖြစ်နေပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီလိုအတွေးအခေါ်ကနေပြီးတော့ရှေ့ဆက်သွားမယ်ရှေ့ဆက်ရှောက်မယ်ဆိုရင်တော့ခုနကတော့ပြောတယ်အိမ်အောင်ဘက်ကြလိန်ချမ်းမှတ်ဖတ်မှုတွေကိုအဲကျူးလွန်မှုနော်တေးတေးလေးပဲလိုတော့တာဖြစ်ကောင်းဖြစ်မယ်ကျူးလွန်ပြီးသားတွေတောင်ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ဟုတ်ပြီ။ဒါဆိုရင် အဲ့ဒီအိမ်အောင်ဘက်ကြားလိန်အကျန်းဖက်မှုဆိုတာဘလို့ဟာမျိုးလေးလေတဲ့ကိုမလိုလားတဲ့အချိန်မလိုလားတဲ့နေရာမှာ အတင်းအကျပ်ပြုကျင့်တာမှန်သမျှဟာအိမ်အောင်ဘက်ကြားလိန်အကျန်းဖက်မှုပဲအဲမလို့ပါနဲ့မလိုချင်ပါဘူးစိတ်မပါပါဘူးမဆက်ဆံချင်ဘူးဆိုတာတွေကိုစကားနဲ့တော့၎င်းအော်မူနေတာမဟုတ်ဘူးပေါ့လေတကယ် mean ဖြစ်ရမယ် if you really mean it เนาะအဲ့တော့ ကိုတကယ်ဆိုအဲ့မဲ့တကယ်အဲသဘောထားအမှန်နဲ့ပြောနေတယ်ဆိုတာဆိုတာမျိုးဒါမှမဟုတ်ရင်အမှုရာနဲ့ပြနေတာဒီကိုနားလေရဲ့သားနဲ့လေးယူရှုပြီးတော့ရှေ့ဆက်တိုးတာဆက်လုတာဒါမှမဟုတ်ရင်ချင်းချောက်ပြီးတော့ဒါမှမဟုတ်ရင်အနိုင်ကျင့်ပြီးတော့เนาะဥပမာအော်မင်းငါငါမင်းမပဲเนาะယောက်ျားယူထားတယ်ဆိုရင်အိမ်တောင်ပြုတ်ထားတယ်ဆိုရင်ဒါလောက်ခံရမယ်ဆိုတာမသိဘူးလား ဒါလုံးဝမှားယွင်းတဲ့အတွေ့အခေါ်အယူအဆတွေပါဒါမှမဟုတ်ရင်အသက်သေးစာအရက်သေးစာအသက်သေးစာတယ်အရက်သေးစာတောက်ပြီးတော့အရက်သေးစာတောက်ပြီးတော့မူးပြီးတော့ဗောလေအတင်းပြုတ်ကျင်တာမျိုးအဲ့ဒါတွေအကုန်လုံးဟာအခုပြောသွားတယ်အိမ်တော်ပတ်ချာလိန်အကျန်းဖက်မှုထဲမှာပါတယ်အဲ့ကျမတို့ or obstetrics and gynecology နော်တောက်ဖမီရဲ့ဆရာဝန်နေအနေနဲ့အများစုပါတွေ့ရလဲဆိုတော့ကိုယ်ဝန်ရှိနေတဲ့အချိန် ကိုဝန်ရှိနေတဲ့အချိန်မှာအမျိုးသမီးတွေဟာနော်အဲကိုဝန်ဆောင်ဟိုမုန်းကြောင့်အဲကိုဝန်ကမအိမ်မသားဖြစ်တာနဲ့အဲ့လိုအဲ့လိုအကြောင်းမျိုးမျိုးကြောင့်ပေါ့လေနေမကောင်းလို့အဲ့လိုအကြောင်းမျိုးမျိုးကြောင့်စိတ်မပါတာမျိုးဖြစ်တတ်တယ်။အဲ့ဒီအခါမှာယောက်ျားကမင်းစိတ်မပါပြီမဲ့ငါ့မှာဆန္ဒရှိရယ်နော်ငါဆန္ဒအောင်ငါဖြစ်ရမယ်။အဲ့လိုမျိုးဖြစ်ဆိုပြီးတော့အတင်းကျပ်နေထိုင်တာမျိုးနော်အဲ့ဒါလည်းပါတာပဲ။နေမကောင်းဘူးအမျိုးသမီးကဒါမှမဟုတ်စိတ်မကောင်းစိတ်မသက်သာဖြစ်နေတဲ့အကြောင်းတစ်ခုကိုကြောင့်အဲ့ဒါမှလည်း အတင်းအတင်းနေထိုင်တာဒါမျိုးတွေအကုန်လုံးဟာအိမ်တော်ဗချာလိန်အကျန်းဖတ်မှုထဲမှာပါပါတယ်အဲ့တော့ဒါဟာရာဇဝတ်မှုပဲတိုင်လို့ရတယ်နော်အရေးယူလို့ရတယ်နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့အိမ်တော်ပြုတ်ထားတာနဲ့မတိန်ကျင့်ခွင့်ရနေတာမဟုတ်ဘူးလေနော်အဲ့ဒါကိုနားလည်ရမယ်အဲ့တော့ ကိုကိုမဆန္ဒရှိလို့ငါငါမဆန္ဒရှိလို့မင်းကဖြစ်ရမယ်ဆိုရင်တော့ဆန္ဒရှိတိုင်းမင်းကဖြစ်ရမယ်ဘာလို့လဲမင်းကငါမိမမို့မို့လို့ဆိုရင်တော့သူ့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့သူ့ကိုခန္ဓာရဲ့လွတ်လပ်ပိုင်ခွင့်ကိုကိုကချိုးဖောက်နေရပါတယ်တနည်းအားဖြင့်သူ့ရဲ့အခြေခံလူအခွင့်အရေးကိုကိုကချိုးဖောက်နေရကြပါတယ်ဒါဟာဘာဖြစ်စေတလဲဆိုတော့ ဒီအိမ်အောင်ဘက်ရဲ့စိတ်ပိုင်းဆိုင်ရာ ကိုပိုင်းဆိုင်ရာမှာဒဏ်ရာဒဏ်ချက်တွေအများကြီးဖြစ်စေနိုင်ပါတယ်။အဲ့တော့ဒီလိုအခြေအနေမျိုးမှာ ကြုံတွေ့နေရတဲ့ဘလို့အိမ်တောင်ဘက်မျိုးပဲဖြစ်ဖြစ်တနည်းအားဖြင့် main ကလေးပဲအများစုကတော့ main ကလေးတွေမှာတွေ့ရတာများတာပေါ့နော်အဲ့ဒီလိုအခြေအနေမျိုးမှာကြုံတွေ့နေရတဲ့သူတွေကဘာလို့တင့်တယ်လဲဆိုတော့ယုံကြည်အားကိုးရတဲ့ဘသူကိုပဲဖြစ်ဖြစ်ဖွင့်ပြောပါတိုင်ပင်ပါ နော်နားလည်မဲ့သူပေါ့နော်ဖြစ်နိုင်ရင်အဲနားမလဲရင်လည်းအနည်းဆုံးအကြံပေးနိုင်မဲ့လူဒါမှမဟုတ်ကိုနဲ့အတူတွဲပြီးတော့အကြံဉာဏ်ရှာနိုင်မဲ့သူမျိုးနော်မိသားစုဝင်ဖြစ်ချင်းဖြစ်မဲ့တငယ်ချင်းဖြစ်ချင်းဖြစ်မဲ့ဒါမှမဟုတ်ရင် help girl professionals ပေါ့နော်တနည်းအားဖြင့်အမ်ဆရာဝန်ဆရာမတွေအဲ့လိုမျိုးပေါ့အဲသူတို့ကိုအကူအညီတောင်းပါ အဲဒါမှမဟုတ်ရင်လည်းအမျိုးသမီးအဖွဲ့အစည်းတွေရှိတယ်အမျိုးသမီးတွေကိုအကူအညီပေးတဲ့အဖွဲ့အစည်းတွေဗမာပြည်မှာလည်းရှိပါတယ်အကြမ်းဖက်မှုတွေအမျိုးသမီးနဲ့ကလေးသူငယ်အကြမ်းဖက်မှုတွေဒါတွေကိုစောင့်ရှောက်နေတဲ့အသင်းတွေရှိတယ်အဲ့ဒါတွေကိုရှာဖွေပါအဆက်အသွယ်ယူပါ အကူအညီတောင်းပါအဲ ခုနတော့မှာဆိုရင်ပြောသွားတဲ့အထက်မှာပါတယ်ခုနတော့ message လေးမှာဆိုရင် sorry အသက်ရှူလို့မရဘူးတညာလုံးအောက်ကကြိုက်ခဲနေတယ်မိမကူကကြိုက်ခဲနေတယ်တညာလုံးငိုနေရတယ်ဒီလိုမျိုးဆိုရင်မဆက်ပါနဲ့မကြောက်ပါနဲ့ဒါကိုအပြစ်မဟုတ်ဘူးเนาะစေကုသမှုအမြန်ဆုံးခံယူပါနော်ဆရာအောင်ဆရာမဆရာမတွေကိုပြပါစေကုသမှုအမြန်ဆုံးခံယူပါဘာလို့လဲဆိုတော့ဘာမှမဖြစ်ရင်တော့အကောင်းပါတယ်တခုခုဆိုရင်အမြန်ဆုံးကုသဖို့လွယ်တယ်တချို့ဆိုရင်ပြဲသွားတာတို့ပါတို့ရှိတယ် တွေ့ထွက်တယ်ပေါ့နော်အဲနောက်အရေးကြီးတာတကူကပါလဲဆိုတော့ကိုဒီလိုခံစားနေရပြီဆိုရင်မှတ်တမ်းတင်တာပါနော်အချိန်အာနေ့ရက်ဒါလေးဘာဖြစ်တယ်ဆိုတာလေးတွေကိုသေချာရေးမှတ်ထားပါနောက်တစ်ခုကကိုယ့်ရဲ့ဒဏ်ရာတွေဘာတွေရှိတယ်ဆိုရင်ဒါတွေကိုတပ်ပုံယူပြီးတော့မှတ်တမ်းတင်တာပါဥပဒေကိုတနေ့ပေါ့နော်ဒီကနေရုံထွက်ဖို့အင်အားရှိလာတဲ့အခါမှာ ဥပဒေအရာဒါလေးတွေကိုအရေးဒါတွေကိုဒါလေးတွေ ਨੇ ဥပဒေအရာအရေးယူလို့ရတယ်ရဲတိုင်လို့ရတယ်အဲရှေ့နေနဲ့စကားပြောလို့ရတယ်အဲ့တော့ဒါကတော့အအတိတ်ကကျမပေးချင်တဲ့ message ပေါ့နော်အဲ့တော့ဒါဒါပေမဲ့အဲ့ဒီ message လေးတွေကိုကျမအတူကောက်အတူကောက်လေးတွေခေါင်းထဲဝင်လာလောက်လောက်လေးတွေကိုကျမ၄၅ခုလောက်သူ့စီပြန်ပြီးတော့ပို့လိုက်တယ်ပို့လိုက်တဲ့အခါမှာသူ့စီကနေ message နှစ်ခုပြောင်းဝင်လာတယ်အဲ့တော့ तू ကဘာပြောလဲဆိုတော့ဆရာမတဲ့ သမီးကတခါမှအမျိုးသားနဲ့မနေဘူးဘူးတဲ့အခုပထမအောင်ဆုံးအချိန်နေဘူးတာတဲ့ပထမညမှာ तू ကမနေပေမဲ့ဒုတိယညကျတော့သူ့ကိုပေးမနေလဲ तू ကအမျိုးမျိုးပြောတယ်တဲ့နင့်ငုံငါတအားတမနင့်ငုံငါတအားတမထားတာနင့်အပြိုတော့ကဆိုရင်ငါနင့်ကိုလက်ဖြားနဲ့တောင်ထိတာမဟုတ်ဘူးခုဟာကမင်္ဂလာလဲဆောင်ပြီးနေပြီကိုဆိုပြီး तू ကတဲ့အမျိုးမျိုးချွဲပြီးပြောတာဆရာမရဲ့တဲ့ယောဂမဖြစ်ရင်တော်ပါပြီဆရာမရဲ့တဲ့တမီးကယောဂဖြစ်မှာစိုးလို့ပါတဲ့ ဆရာမစိတ်ရှိရှိနဲ့ဒီလိုရှင်းပြတာကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ဆိုတော့ဒါက false alarm ပေါ့နော် false alarm false alarm ဆိုတာတကယ်မီးလောင်တာမဟုတ်ဘူးမီးလောင်တယ်လို့ထင်လိုက်ရတာနော်အဲ့တော့ဒီဟာကိုအခုပြန်ပို့တဲ့ message တွေကိုကြည့်လိုက်ရင် तू နားမလဲလို့ပေါ့နော် तू နားမလဲလို့ဟိုအသုံးနှုံးနေနေသူပထမကျွန်မစီ message ပို့တယ်အဲပြီးတော့မှကျွန်မပြန်ပြောလိုက်တဲ့အခါမှမှမှ तू နားလဲသွားတဲ့အခါမှအဲဩသူ့ရဲ့ consent ပေါ့တနည်းအားဖြင့်သူ့ရဲ့သဘောတူညီချက်လည်းပါတယ်ဘာလို့လဲဆိုတော့အခု तू ပြန်ပို့တဲ့ message ကိုကြည့်ရင်သူ့ရဲ့သဘောတူညီချက်လည်းပါတယ်ဆိုတာကျွန်မတို့ဟိုဟိုကမြင်နေရတယ်လေဟုတ်တယ်မလားအဲ့တော့အဲ့တော့အဲ့လိုမျိုးပေါ့နော်အဲ့ဒီဒီအောင်ကတော့ဒီအခြေအနေကို तू နားမလဲလို့ तू ဒီလိုပို့လိုက်တယ်ပို့လိုက်ပြီးရခါကျမှကျွန်မစီက message တွေပေါ်မှာမို့တပြီး तू နားလဲသွားတော့ကျွန်မအောင် तू က reissue ကပြန်လုပ်သွားတယ်ပြီးရောဆရာမဆိတ်ရှိရှိနဲ့ရှင်းပြတာကိုကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီးရောကျွန်မကို bye bye လုပ်သွားတယ်ပေါ့နော် ဆိုတော့ဝမ်းသာပါတယ်တကယ်ဟိုဒီလိုဟို meritor အဲတနည်းအားဖြင့်အမျိုးသမီးအိုအိမ်တော်ဘက်ကြဆိုလိမ်အကျန်းဖတ်မှုမဟုတ်ဘူးဆိုတာကိုသိလိုက်ရတဲ့အတွက်ကြောင့်မို့လို့ဒါပေမဲ့ကျွန်မပြောချင်တာကအဲ့ဒီလိုနားလည်ဖို့တော့လိုတယ်လीနော်ကိုတကယ်ပဲဒီအခြေအနေကိုရောက်နေတာလားကို့မှာ consent ပါသလား consent ကို consent အဲဒီဒီကိစ္စမှာကို့ကို့စိတ်ပါသလားပေါ့နော်အဲ့တော့ ကိုကနားမလဲလို့သုံးနှုံးလိုက်တဲ့အသုံးနှုံးနေရကိုကိုချစ်လွန်းလို့ယူထားတဲ့ယောက်ျားကိုကချစ်လွန်းလို့ယူထားတဲ့ယောက်ျားနေင်းထိုင်ရင်အဲလိန်အကျန်းဖက်သူဖြစ်သွားမယ်နော်သူများအမြင်ပါပေါ့နော်အဲ့ဒါလေးတစ်ချက်ကိုပြောချင်တယ်အဲတကယ်ဒီအခြေအနေကိုရောက်နေတဲ့သူတွေကတော့ဒီအခြေအနေကနေယုံထွက်ဖို့အရေးကြီးတယ်ဒါကြောင့်မို့လို့လေဒီ message တွေကိုကျွန်မပေးချင်တယ်ယောက်ျားလေးတွေအတွက်ကတော့ကျွန်မပေးချင်တဲ့ message ကတော့ consent ဆိုတာအရင်အရေးကြီးပါတယ် နော်ဘလို့ဟာမျိုးလဲဆိုတော့မင်းကလေးတယောက်ကအသက်ပြည့်ရမယ်လိုလိုလာလာဘာ pressure မှမပါဘဲနဲ့ဘာချင်းချောက်မှုမှမပါဘဲနဲ့ဘာ influence တနည်းအားဖြင့်အရက်ဆေးဒီလို influence influence တွေမပါဘဲနဲ့လိုလိုလာလာပေးတဲ့သဘောတူညီချက်ဖြစ်ရမယ်ရှေ့ဆက်တို့ဖို့ဆိုတာကနော်ဒါကတော့အထူးသဖြင့် marriage outside မှာအတွက်အတွက်အတိတ်ကပို့ပြီးတော့အရေးကြီးမယ်လို့ကျွန်မထင်ပါတယ် ဲ့တော့ဟုတ်ပြီအဲ့လို consent ရတယ်လူလူလာလာပေးတဲ့သဘောတူညီချက်ကိုနောက်ထပ်နားလည်ထားအမှာက main ကလေးတွေဟာအချိန်မရွေးပြန်ရုပ်သိမ်းပိုင်ခွင့်ရှိတယ်နော်အဲ့ဒီလူလူလာလာပေးထားတဲ့ consent အခုလေးပဲ yes ပြောထားတယ်ခဏနေ no ပြောချင်လဲပြောလို့ရတယ် no means no ်နော်အဲ့ဒါတွေကိုယောက်ျားလေးတွေကိုကျွန်မသတိပေးချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်မလဲတားမွေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တားသမီးချင်းကိုချင်းစာလို့မိကောင်းဖခင်တားသမီးလေးတွေအဲ့ဒီလိုလိုလိုလားလားပေးတယ်လို့ထင်ရတဲ့ consent ကနေပဲနောက်ပိုင်းမှာဒုက္ခရောက်သွားတဲ့မိကောင်းဖခင်တားသမီးလေးတွေကိုတွေးခဲ့ဘူးကြားဘူးအကြားခဲ့ဘူးကြားမှာပါဒါကတော့အခုကျမပြောတဲ့ခေါင်းစဉ်ရဲ့အောက်ဆိုက်ကိုရောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒါကိုသိပြီးရှေ့ရှေ့ဝေးဝေးမပြောချင်တော့ဘူးအဲ့တော့နောက်ဆုံးမိကုန်းချုပ်ရရင်တော့ ိမ်တော်ရေးဆိုတာချင်းချင်းမြတ်တာတွေလေးစားမှုတွေသဘောတူညီချက်တွေအပြန့်လှန်လေးစားမှုတွေအပြန့်လှန်သဘောတူညီချက်တွေပေါ်မှာပဲတိဆောက်တင်တယ်။အကျန်းဖတ်မှုကိုယောက်ျားလေးရပဲဖြစ်ဖြစ်မိန်းကလေးရပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်လောက်တာ ကိုဘယ်သူမှလက်မခံတင်ဘူး။အရေးကြီးဆုံးအချက်ကကိုယ်ကိုခန္ဓာကိုယ်ဆုံးဖြတ်ချက်။ပြန်ပြောမယ်နော်။ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ။ Yes ပဲဖြစ်ဖြစ် No ပဲဖြစ်ဖြစ်ကို့မှာ လွတ်လပ်ခွင့်အပြည့်အဝရှိတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။